။ဤသို့လေးဗုဒ္ဓဘာသာဝင်တွေအနေနဲ့ဩဃာသဘုရားရှင်ကိုကြောကြရတယ်လေ။အဲဒီဩဃာသဘုရားရှင်ကိုလည်းမှာပါတဲ့ပထမဆုံးဩဃာသဩဃာသဩဃာသသုံးရင်ဆိုရ။အဲဒီဩဃာသဆိုတာဘာကိုပြောတာတော့တချို့ကနားမလည်တဲ့လူတွေရှိတယ်။အတိတ်ပဲကိုမသိတဲ့သူတွေရှိတာပေါ့နော်။ဘာကြောင့်လို့ဆိုတော့ဦးဇင်းတို့တခါတော့ကခရီးသွားတယ်။ခရီးသွားတော့ကာသမရကကြီးနဲ့ဦးဇင်းတို့နဲ့စကားပြောပြတယ်ပေါ့နော်။ဘာပြောတာလဲဆိုတော့ဒီ တရုတ်နိုင်ငံကနေပြီးတော့နော်မဟာယာနဗုဒ္ဓဘာသာပေါ့အဲဒီကနေပြီးတော့ကျွန်တော်ထေရဝါဒကိုပြောင်းလာတဲ့တရုတ်လူမျိုးတစ်ခါကြီးတယောက်ကသူ့ကိုမေးတယ်တဲ့မင်းတို့ဗုဒ္ဓဘာသာတဲ့နေ့စဉ်ဘုရားရှိခိုးနေတဲ့အဲမှာဩဃာတဆိုတာပါတယ်ဩဃာတဘုရားရှိခိုးပေါ့အစားတော့အဲဒီဩဃာတနဲ့စားရတယ်သုံးသုံးကဆိုတယ်အဲဒီဩဃာတဘာကိုပြောတာတော့မသိလားတင်ကောက်ပြောပြပါလို့အဲ့ဒီတရုတ်လူမျိုးတကကြီးကမေးတယ် ဲ့တော့ကားသမားကသူရှိတော့ရှိခိုးနေတာပဲအထိဖယ်ကသူမသိဘူးမသိတော့မပြောပြနိုင်ဘူးပေါ့ဟိုတရုတ်လူမျိုးအဲ့ဒီကုလာတဲ့ဒကာကြီးကလည်းဘာသာကုလာတဲ့ဒကာကြီးကလည်းအပြူသဘောနဲ့နေတာဖြစ်မှာပေါ့သူကအဲ့ဒီမှာအဲ့ဒီကားသမားကိုသူကရှင်းပြသွားတယ်ဩကာသဆိုတာကဒီလိုအထိဖယ်ရှိတယ်ဒါကြောင့်ဒီလိုတုံးကဆိုပဲဆိုတာနော်သူလိလာထားလို့နေမှာပေါ့ဆရာတော်ကြီးတွေပြောလိုက်တာ၄စာလေးဖတ်တာလေဒီလိုလိလာလို့ရတာပဲအဲ့တော့အဲ့ဒီဩကာသဆိုတာဘာကိုပြောတာတော့ဆိုတော့ကျွန်တော် ပါဠိစာပြေသင်ယူတဲ့လူကတော့သိမှာပေါ့နော်ဆရာတော်တွေရဲ့တရားနာထားတဲ့ပုံကိုယ်တွေနင်းမြန်းထားတဲ့ပုံကိုယ်တွေကတော့သိမှာပေါ့ဩဃာသာဆိုတာကအခါအခွင့်နော်အခါအခွင့်လို့ထည့်ပြရဘာခါဘာခါအခွင့်လဲဆိုတော့ဦးဇင်းတို့ဘုရားရှိခိုးရဲ့နော်ရှိခိုးကတော့ရခွင့်ပြုတော်မူပါဘုရားဆိုတဲ့ပုံစံမျိုးပေါ့နော်ဩဃာသာပရတော့ဒဇိန်နဲ့တော့မဟုတ်ဘူးဩဃာသာဦးဇင်းတို့ဩဃာသာဩဃာသာဩဃာသာဆိုပြီးတော့သုံးရင်ဆိုရတယ်လေပို့ပြီးတော့လေးလက်အောင် ပို့ပြီးတော့ခုကာရဝဖြစ်အောင်ဒီလိုသုံးကြိမ်ဆိုတာနော်တချို့လေဘုရားယရဏတရားယရဏသံဃာယရဏဆိုတဲ့ယရဏသုံးပါးကိုညှိုးနယ်လို့လည်းယူဆတာရှိတယ်အဲ့တော့အတိဘယ်ကဘာပြောချင်တာလဲဆိုရင်ဩဃာတဆိုတာကရှ िख ိုးရံခွင့်ပြုတော်မူပါဘုရားဆိုပြီးတော့မရှ िख ိုးခဲ့ပထမဆုံးဩဃာတသုံးကြိမ်ဆိုရတာနော်ဒါဩဃာတရဲ့အတိဘယ်